ကျွန်တော်ဒီအိုးမေဆုံးရဲ့ကောင်းမွန်မြတ်ရှင်မှာလူသည်နေတယ်ဗျအလူတန်းနေတိတ်မလာဘူးဗျအိုးမေအိုးမေကိုယ်တည်းဖျားလိုက်ရှိတယ်အဲ့ဖေကတော့အကုန်လုံးအောက်ကျောက်သွားတယ်ဘေးပါကပြိတယ်လို့ပြောတာကြားတယ်ထောက်ကြီးကပြိနေတော့သူ့ကိုကျွန်တော်ကဲနေတာကိုအချိန်၃နိုင်လောက်ကြားတယ်အဲ့ဒါဆိုလို့ချင်းအဲ့ဘုန်းကြီးညနေကျောင်းကျိုးသွားတာအခု ဒုက္ခရောက်တာပေါ့။ဒါကျွန်တော်ကလည်းဒါဆောင်းပွင့်မဲ့ရှင်ပါလေ။ဘုံဆောင်းပွင့်မဲ့ရှင်ပါကျွန်တော်ကဒီရပုံစံပေါ့။ခွင့်နေမတန်တဲ့ကိုကဒီလိုအိုးအိုးဆိုရောက်တာတော့အိုးအိုးလိုဖြစ်ရောဖြစ်တော့ကျွန်တော်တို့ဒီလေးဘက်လေးတန်းမှာဘုံမဲ့ရှင်မှာဒွေရန်လေးဘုံလို့ပြို့ရတယ်ပေါ့နော်။ဘုံကဘုံအဲ့ကြောင်းလေးအကုန်လိုက်တယ်။ဒီလိုလိုချင်းရင်ဒီကျွန်တော်စကိုင်းတောင်မှာကဧည့်သည်လောက်ဧည့်သည်၅ဦးလောက်နော်ဧည့်သည်၅ဦးနဲ့နောက် ီကျွန်တော်တောင်းမှနေတဲ့သူနှစ်ဦးပေါ့ဈေးဈေးတရားနဲ့တပုတ်ချက်တရားထိခဲ့ကြတော့အဲ့ဒါပါပဲတန်လာတော့ထိခဲ့မှုရှိဘူးပေါ့နော်ဘိုင်းမှာတော်များလားဘိုင်းမှာများတာပေါ့ဒိုင်းမှာများတယ်များဆုံးပဲကျွန်တော်ဒီဆရာလေးကြောင့်လေပုံလေးကြောင့်လေနော်အပေါ်လုံးတော်များပြနေတာရှိတယ်နော်မင်းလည်းတခုနဲ့မင်းလည်းကဲထုတ်ရတာရှိတယ် ကျဲဝိုင်ရရှိရှိပြီးပြည်ရအဲကိုကတော့တခုတည်းတည်းနည်းနည်းတော့အကြောင်းပေါ့ခက်ခဲတဲ့နေရာတွေရှိတယ်ဗျာနော်ကျဲဝိုင်ရဆောင်းနေပြီရှင်နော်ဆောင်းနေကြကိုလည်းကောင်းဝင်နေကြတော့ကျွန်တော်တို့ကဘယ်လိုတော့ရှိတဲ့ဟာလေးပေါ့ဗျာခုရောတဲ့ကိုကြီးရှိတဲ့ဟာလေးနဲ့ဒီတိုင်းတော့ဒါမှအဓိကရေရေပြဿနာပဲကျွန်တော်ဒီဥမေဆုံးရဲ့ကောင်းမွန်ရရှင်မှာလူအသိနည်းတယ်ဗျာအလူတန်းနေတိတ်မလာဘူးဗျာ နော်ဒီအောက်ပိုင်းတွေပဲတို့မှများလူရတာများတယ်ဒီလိုစီမှာကဟိုသွတ်တရမတိလို့လာတော့မတည်ဘူးပေါ့ဗျာနော်လူသားရောက်ဘက်ကနေတယ်ဆုံးမလာပါဘူးအစ်ချေပနေတော့ပြီပါဗျာအစ်ချေပနေတော့ပြီပါအိမ်အိမ်နေကတော့ဘယ်တော့မှမလို့ကျလို့ကျွန်တော်ကဖျားမှန်နေတာဆိုတော့ဖျားပြီးတဲ့နေရာလေးတွေပေါ့ဗျာနေရာလေးတွေအခန်းလေးတွေပဲကျွန်တော်နေရတာပေါ့ကျွန်တော်တို့ကဝိဇ္ဇလူမှာဆိုတော့ ့ိနေဘူးနေပြီအင်းကတော့ဟိုလိုပေါ့ဟိုလိုမပြတ်ပေသည့်လက်ကြီးကတော့ဟိုလိုဘယ်လိုပြောမလဲဟိုမောက်ထုံးဟိုတကားဘန်းနဲ့ထက်လိမ့်နေလို့ပေါ့ဗျာအဲ့လိုဖြစ်တာပေါ့နော်တကြီးတကြီးဘယ်လိုလုပ်ရတာလဲမလာဘူးမလာဘူးဟောကျွန်တော်ဒီဝိဇ္ဇလိုဖျားမှာဆိုလို့ရှိရင်လေဘုန်းကြီးတစ်ပါးရှိတယ်ဘုန်းကြီးတစ်ပါးဆိုရင်ဘုန်းကြီးအူကြီးတစ်ပါးနော်အဲ့မှာကျွန်တော်တို့ဝိဇာစုနဲ့အဲ၄ယောက်ပေါ့နော် ေးရောက်ဖုန်းတော်ရေ6ရောက်ဒါပဲဒီပုံမရှင်မှာကတော့ရောစေညာဘက်မှာညာဘက်မှာကျတော့ကျွန်တော်ဒီတောင်တောင်ဘက်မဟုတ်ရောဟဲမဟုတ်ရှိတာဘုံတော့ကျွန်တော်တောင်ဘက်ချမ်းတောင်ဘက်ချမ်းမှာကျွန်တော်နေတယ်လမ်းဘန်းအခုတော့ကျွန်တော်ခုတော့ရှင်းသွားပါပြီအခုတော့ကျွန်တော်အကုန်လုံးဒီပိတ်ကြောက်တွေပါတွေပြူကြတာဒီအပင်တွေပါလဲရကျွန်တော်ရှင်းပြီးသွားပြီလမ်းသွားလို့ရပါပြီ ကျွန်တော်ရှင်းပါအဲလူကျင်တဲ့လူများလဲကျွန်တော်တို့ဝိဇ္ဇတို့ဖေယားသံဃာမရှင်ဖေယားဘာရောက်လူတန်းနိုင်ပါလေကျွန်တော်တုံနဲ့ကံရှိတယ်အုံမဆုံးရှိပါတယ်နော်တော့ကျွန်တော်တို့ဒီရန်နာမီစုတောင်းခေါ်တာပေါ့ရန်နာမီစုမှာသူတို့ကကလေးတွေလဲဆရာလေးတွေလဲအများကြီးရှိတယ်နော်အဲ့မှာတော်တော်များများလဲခုတော့ဆယ်ပြီးသွားပြီအဲ့မှာတော်တော်များပြီးရဲ့အဲ့နော်ကျွန်တော်ဝေတန်ရရောက်ဝေတန်ရရောက်အဲ့မှာလဲဆိုးပါတယ်အဲ့မှာလဲအဲ့ ပြည့်တဲ့ဟာလည်းရှိတာပဲအဲ့မှာနော်မင်းလည်းကဲထိုးရတယ်ရှိတယ်။အိုမင်းအိုမင်းကိုယ်လည်းဖျားလည်းရှိတယ်။အဲ့ဖျားတော့အကုန်လုံးအောက်ထောက်သွားတယ်။လေးပါးကပြည့်တယ်လို့ပြောနေကြတယ်။အဲ့ဒါကလည်းလေးပါးအဲအဲ့ထောက်သွားတယ်ထုတ်ပြီလားထုတ်ပြီလားကျွန်တော်လည်းကျွန်တော်ဒီတော့လောနေကျွန်တော်ဝေးစလို့ပါဒီလုံနေရတာနဲ့ကိုကျွန်တော်အိမ်ကပြစ်ထားတာခုဒီဘာမှမလုပ်ပါသေးဘူးနော်အကုန်လိုက်ကျွန်တော် ကိုဒီဝင်းစလိုမှာလည်းကျွန်တော်ဖုန်းကြီးတကယ်ချင်းပေါ့ဗျာတကယ်ချင်းဖုန်းကြီးတော့ပြိနေတယ်သူပြိနေသူထောက်ကြီးကပြိနေတော့သူ့ကိုကျွန်တော်ကဲနေတာပေါ့အချိန်၃နိုင်လောက်ကြာတယ်အဲ့ဒါဆိုလို့ချင်းအဲ့ဖုန်းကြီးညနေချောင်းကျိုးတော့အခုဒီတကယ်ဆေးုံလဲဆိုရတယ်လူလဲများနေလို့မန်းလေးတက်ဆိုရတယ်မရောက်အပြင်ဆေးကမှသူပြုလို့ရလို့အသက်ရှင်နေအခုဟာအဲ့ဖုန်းကြီးဆိုလို့ရှိရင်အင်းတန်ကောင်းတယ်သူလဲ